thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့တကွာနိုင်ချင်းများအားလုံးကိုအမြန်ဆုံးလွတ်ပြီးဖို့လွှတ်တော်ကိုစားပြုကော်မတီတွင်ပူရဲတောင်းဆိုရဲကြောင်းတင်ဆက်ပေးပါမယ်။ကမ္ဘာငင်းချိုင်းနိုဘယ်ဆုရှင်လူထုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့တကွာနိုင်ငံအကျဉ်းသားများအားလုံးကိုချွင်းချက်မရှိအမြန်ဆုံးလွတ်ပြီးဖို့ပြည်내နဲ့ Federal Unit လွတ်တော်တွေလွတ်တော်ကိုစားပြုကော်မတီတွေကဒီကနေ့ရက်စွဲနဲ့ပူရဲသဘောထားထုတ်ပြန်လိုက်ပါတယ်။လာမယ့်ဇွန်လ19ရက်မှာကြာရောက်တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့80ပြည့် နှင့်မွေးနေ့အထိမ်းအမှတ်အဖြစ်ဇကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တနင်္သာရီတိုင်းလွှတ်တော်မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ရန်ကုန်တိုင်းလွှတ်တော်အင်ယာရီတိုင်းလွှတ်တော်ကချင်ပြည်နယ်လွှတ်တော်ကိုစားပြုကော်မတီကယားပြည်နယ်လွှတ်တော်၃ရက်ကော်မတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကင်းရင်ပြည်နယ်လွှတ်တော်ကိုစားပြုကော်မတီချင်းပြည်နယ်လွှတ်တော်ကိုစားပြုကော်မတီတို့ကထုတ်ပြန်လိုက်တာပါ ကမ္ဘာငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့မှာတည်တက်တော်ရာကျော်ရှိပါစေကြောင်းနဲ့အမြန်ဆုံးလွတ်မြောက်ပါစေကြောင်းမွေးနေ့ဆုမကောင်းတောင်းအပ်ပါတယ်လို့ဖော်ပြထားပါတယ်။အာနာသိန်းစစ်တပ်ရဲ့ဥပဒေမဲ့လုံရက်တွေကြောင့်ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ဆပြုနေတဲ့နိုင်ငံတော်နဲ့ပြည်သူနိုင်ငံသားတွေတောင်းပေါ်မြေပြန့်ကျဉ်လက်မြို့ပြမကြံနေရာဒေသအစုံမှာအထွေထွေအကျပ်တဲတွေကိုအစိုးရအဆုံးရင်ဆိုင်ကြုံတွေ့နေရပြီးပြည်ထောင်စုရဲ့အနာဂတ်မှာလည်းမြေရမတင်ကြမှုတွေနဲ့အလွန်ဆိုးရင်ရတဲ့အခြေအနေရောက်ရှိနေတယ်လို့ပူရဲကြေညာချက်ဖွဲ့အစည်းအဝေးက ဆိုပါရယ်မြန်မာပြည်သူလူထုတရံလုံးရဲ့လိုလားတောင်းတချက်သဘောထားဆန္ဒဖြစ်တဲ့ဒီမိုကရေစီရှင်သန်ရေးနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့မှာပြည်ထောင်စုရဲ့အနာဂတ်နိုင်ငံရဲ့လုပ်ငန်းစဉ်တရံဖြစ်တဲ့လို့အနည်းနဲ့ယုံကြည်လက်ခံတယ်လို့လည်းဖော်ပြပါရယ်ဒီမိုကရေစီရှင်သန်ရေးနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက်တိုင်းရင်းသားခေါင်းဆောင်တွေပါဝင် key stakeholder တွေအားလုံးသဘောတူညီတဲ့နိုင်ငံရေးအခင်းကျင်းကိုမဖြစ်မနေအကောင့်တွေပေါ်ဆောင်ရမှာဖြစ်ပြီး အဲ့ဒီနိုင်ငံရေးခင်းကျင်းတည်းရဲ့ပေါ်ပေါက်ပြီးမှသာအခြားသောနိုင်ငံရေးစီမံတွေကိုဆက်လက်ဆောင်ရွက်ရမယ်လို့ထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးကြောက်ဖြူစစ်မျက်နှာစစ်သား60ကျော်အီဒန်ခိုးလုံနေအကြောင်းတင်ဆက်ပေးပါမယ်။အရခတက်တော်ကကြောက်ဖြူမျိုးနဲ့၃ပိုင်းကွာရှိရဲတပ်ရင်30နေရင်ကိုတန်းယူနိုင်ဖို့ ဇွန်လ9ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့ရမှာတိုင်ပွဲများပြင်းထန်စွာ ဖြစ်ပွားလာခဲ့ပါတယ်။ငားရဲ့အကြာဇွန်လ14ရက်နေ့အရောက်မှာတော့အရာရှိများပါဝင်စစ်ကောင်စီတပ်သား60ကျော်အရခွန်တပ်များထံခိုလုံကြတယ်လို့ရှီနန်သတင်းအရင်းမြစ်တွေကဖော်ပြပါတယ်။၎င်းတို့ကတပ်မ71နဲ့69မှာပူးပေါင်းတပ်ဖွဲ့ဝင်များဖြစ်ပြီးအများစုမှာအတင်းကျပ်စစ်တဲဆွဲသွင်းခံရတဲ့တပ်သားတစ်များဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်အသွားပြန်လင်းရင်လက်မှတ်ကလည်း7 9သိန်းထိမြင့်တက်သွားပြီးစစ်တပ်မှ၎င်းတို့အရာရှိများအတွက်အသွားပြန်တကြောင်ပုကင်လှုပ်ထားမှုများနဲ့ နေလို့ဝယ်ယူဖို့တောင်ခက်ခဲနေတယ်လို့မြို့ကန်တွေကဆိုပါတယ်။မေလ30ရက်နေ့မှာကြာဖြူအနီရှိမင်းတက်တောင်စစ်စခန်းကိုတိုက်ပိုက်ခဲ့ရမှာစစ်ရုပ်စုဘက်မှစစ်မြင့်ရရှိကြီးများပါဝင်အများပြားဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။အရခတက်တော်ကကြာဖြူကိုဖေဗရီလကစပြီးတိုက်ခိုက်နေတော့လေစစ်ရုပ်စုဘက်မှရင်ကုန်နှုတ်ပိတ်နေနေဆဲဖြစ်ပြီးကြာဖြူရင်းနဲ့စိတ်ကန်စီမံကိန်းကိုကောက်တဲ့ဖော်သွားမယ်လို့ပေကျင်းရှိဆရာသမားများအလို့ကြာဟစ်ကျင်းနေဆဲပဲဖြစ်ပါတယ်။အခုကအရခတက်တော်ကစစ်ရုပ်စုရဲ့လက်နက်ခဲယံစစ်ရုံများနဲ့လက်တကန်အကွာကိုရောက်ရှိ ရှိလာနေပြီဖြစ်ပါတယ်ဒီဇင်ဘာလအတွင်းကောင်းမြို့ကိုသိမ်းယူခဲ့ပြီးမှ AR တိုင်းနောက်မြောက်ဒေသတွေကိုစတင်ထိုးစစ်ဆင်လာခဲ့ပါတယ်၎င်းနဲ့အတူလေးမျက်နှာငတိုင်းချောင်းရှိကြီးမြို့နယ်များချင်းချောက်ခံလာနေရပြီဖြစ်ပါတယ် ။အာရကတက်တော်ကစစ်ကြောင်း၃ကြောင်းဖွင့်ပြီးဖိုကနောက်ဆိုင်ထိုးစစ်ဆင်လာခြင်းဖြစ်ပါရီ။အေယာရီထိုးစစ်ပြင်တောင်ကုတ်ကိုချေပြူပြီးပကိုးတိုင်းတွင်ရှိပတောင်းဒေသကို၎င်းအမ်းမတဆင်မကွေးတိုင်းငဖဲမြို့တွေကို၎င်းထိုးစစ်ဆင်လာနေခြင်းဖြစ်ပါရီ။စစ်ကောင်စီကပမာနဲ့ရခိုင်တိုင်းရင်းသားတို့ဘလို့မှပူပေါင်းလို့ရမှာမဟုတ်လို့ယုံကြည်ထားခဲ့ရလို့ Foreigner မြန်မာမှရှင်းသားထားပါရီ။စီးရင်လီလာသူတွေအားလုံးကအခုကရခိုင်စစ်မျက်နှာကနေပြီးတော့ကိုအလဲထိုးနိုင်မှာဖြစ်ပြီးကြံညီနောင်နှဖော်ကတော့တရုတ်လက်အောက်ခံများဖြင့်တမျိုးပြီးတမျိုးပြန်ပင်းရင်2029မတိုင်မီဒုံရ င်းတုံရင်ဘဝကိုပြန်ရောက်သွားရမှာဖြစ်ပါတယ်ပြည်သူတွေကလည်းရခိုင်နှုတ်ရင်အောင်ပွဲကမြန်မာပြည်သူတရက်လုံးရင်အောင်ပွဲလို့မှတ်ယူနေကြပြီဖြစ်ပါတယ်အဖြစ်နိုင်ဆုံးကအရခတက်တော်ကရခိုင်ဒေသတွေကိုနောက်ပိုင်းမှာပိတ်ဆို့မခံရအောင်ပြည်မမထောက်ဖို့နဲ့ကောင်စီစည်းစိမ်မှုလမ်းကြောင်းများပွင့်နေဖို့ကြားကန်နေမြင်များတိဆောက်ထားလို့ပုံရပါတယ်တိုင်းပြည်ကိုစစ်ဝါဒနဲ့ပြားပြားဝုံအုပ်ချုပ်သွားစဉ်လိုတဲ့စစ်အုပ်စုကိုမဖယ်ရှားနိုင်သေးပြီးဘလို့မှစိတ်ချလက်ချနေကြမှာမဟုတ်ဆိုတာကိုအစ္စရေးနဲ့ငြင်းချင်းရယူခဲ့တဲ့အရှိန်အလဲပိုင်းရှိအနောက်ဘက်ကမ္ဘာရပ်မှာပါလက်စတိုင်းအ အုပ်ချုပ်ရေးအဖွဲ့ပြည်ရင်ရဲ့ဖြစ်ရက်တွေကတက်တင်ခံနေပြီ ဖြစ်ပါတယ်။အာရခတက်တော်ကအိန္ဒိယဘင်္ဂလားဒေ့ရှ်နဲ့နိုင်ငံရဲ့နေကြာဒေသတွေကိုလုံဝအုပ်တုံထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ပြီးအဆိုပါနဲ့နိုင်ငံစလုံးကမဖြစ်မနေဆက်ဆံရေးလမ်းကြောင်းဖွင့်လာခဲ့ပြီဖြစ်ပါတယ်။ကုလသမဂ္ဂဘက်မှလည်းထောက်ခံပေးလာခဲ့တဲ့အာရခကအိန္ဒိယရဲ့မီဆိုရန်ဘတ်ချမ်းမှာပဲဆက်သွယ်ရေးရုံးဖွင့်ထားပြီဖြစ်တယ်လို့သတင်းတွေကဆိုပါတယ်။နေနိုင်ငံစလုံးမှာဝင်ရောက်မဆွတ်ဖက်ကြတဲ့အပြင်၎င်းတို့ဘက်မှပိတ်ဆို့ပြီးဖို့စင်ယုံစုရဲ့ပြားကိုညှင်းဆန်ခဲ့ကြပြီပဲဖြစ်ပါတယ်။ ီတူထောက်ခံမှုရနေစဉ်ကာလတွေကပြင်ဦးလင်စစ်ကြောင်းတော်ကြီးကို West Point စစ်တပ်ကသူဖြင့်နှိုင်းရှင်ပြောဆိုခဲ့ကြတော့လေအခုအခါမှာတော့စနီးဖြူဟာဆိုလို့မရှိတော့ပဲလေးချောင်းပစ်ကူနေမြေပြင်မှာလူငယ်လေးတွေရဲ့အသက်ကိုစတေးပြီးလူလှိုင်းလုံးတက်ပုံစံနဲ့တိုက်ခိုက်နေကြပြီဖြစ်ပြီးပြင်ဦးလင်စစ်ကြောင်းကြီးကိုပိတ်ထားလို့ရနေပြီဖြစ်ပါတယ်။နေပြည်တော်ရှိစေအုပ်စုကတော့လက်အောက်ခံစစ်ပေါ်ချုပ်တွေ၎င်းတို့ပေါ်ဆက်ပြီးတစ္ဆာခံနေစေဖို့ဆင့်ရဆွေးမှုတွေကိုတောက်လျှောက်ကျူးလွန်ခိုင်းပြီးကြံရပါရီဖြစ်ထည့်သွင်းလာခဲ့ပါတယ်။ဒါမှသာတော်လိုင်းကိုလည်းနေနေနိုင်ခြင်းကာ ၎င်းတို့အကျိုးအတွက်လည်းဖြစ်တယ်လို့ခံယူလာကြတာဖြစ်ပါတယ်။၎င်းတို့ဖို့ကဘလို့မှမရှင်းနိုင်တဲ့အန်ဒီရဲ့ကြီးနဲ့ကြုံလာနေရပြီဖြစ်တဲ့ဒါကတတိုင်းပြည်လုံးစားဝတ်နေရေးစက်တင်လုံးမကစက်တင်လာနေခြင်းလည်းဖြစ်ပါတယ်။အခုကရွှေပြည်သားလိုင်သားရနဲ့တောင်တကုံမြို့နယ်များရှိစက်ယုံစဲကူမှအလုသမားတွေကလောက်ခတိုးမြင့်ရေးတပိတ်တိုက်ပွဲစဉ်ကိုဆင်နွှဲနေကြပြီလို့သိရပါတယ်။စင်ယုံစုရဲ့လက်မညွတ်နဲ့အာနာသားတွေအောက်မှာပဲဒီလိုတပိတ်တိုက်ပွဲဆင်နွှဲလာခြင်းကဘလောက်ထိဒုက္ခတွေ့နေကြပြီဆိုတာသိတာထင်ရှားနေပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့နောင်ချုပ်ကိုဦးတည်ပြန်သိမ့်ဖို့စစ်ကောင်စီစစ်ကြောင်းများခွဲပြီးဇက်တိုက်ထိုးစစ်ဆင်လာနေပြီးနေစဉ်အဆက်မပြတ်တိုက်ခိုက်နေကပြည်ဦးတွင်ချင်းချောင်မခံရရင်နောင်ချုပ်ပြန်ရရင်အခရာကျနေရဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာ DNL ကသိမ့်ပိုက်ထားတဲ့နောင်ချုပ်မြို့ကိုဦးတည်ပြန်လည်သိမ့်ပိုက်ဖို့အတွက်စစ်ကောင်စီကစစ်ကြောင်းတွေခွဲပြီးအပြင်းထန်ထိုးစစ်ဆင်လာနေကနေစဉ်စစ်တပ်ကတိုက်ခိုက်မှုတွေလှုပ်ဆောင်နေကြောင်းနောင်ချုပ်မြို့ဒေသခံပြည်သူတွေနဲ့စစ်ရေးတရင်ရင်းမြစ်တွေကဆိုပါတယ်။အကြံဖက်စစ်ကောင်စီကနောင်ချုပ်မြို့ကိုဦးတည်ပြီးတောင်ကမ်းဒေသ ကန်ကြီးကျေးရွာဘက်မှ၎င်း၊ပြင်ဦးလွင်ပန်ပွဲဘက်မှ၎င်း၊တောင်ခမ်းဒေသနောင်ချူကြီးဘက်ပိုင်းမှ၎င်းစစ်ကြောင်းတွေကိုအင်အားပြည့်ထိုးစစ်ဆင်လာနေကြောင်းစစ်ကောင်စီတပ်ရဲ့စစ်ကြောင်းများကနေ့စဉ်ရှေ့တိုးတိုက်ခိုက်နေတော့လေတချို့နေရာတွေမှာ TNL ပူပေါင်းတပ်တွေကပြန်လည်ခုခံနေရကမှထုံးစစ်ပုံစံပြန်ပြောင်းတိုက်ခိုက်တဲ့အတွက်စစ်ကောင်စီတပ်များနောက်ပြန်ဆုတ်သွားမှုတွေရှိကြောင်းသိရပါတယ်။အခုနောင်ချူမြို့နယ်မှာစစ်တပ်ကတော့အတင်းရှင်းကိုတိုးတာပဲ TNL နဲ့တော်လိုင်းတပ်တွေကခုခံရကနေပြန်ထိုးစစ်လုပ်တော့စစ်တပ်ကထိုးစစ်ပြန်သွားတယ်။ဒါကလည်းအင်အားပြန် ြန်ဖြည့်လက်နက်ခဲရပြန်ဖြည့်ပြန်တိုးဖို့ကြိုးစားနေလို့အဲ့လိုတွေဖြစ်နေရင်စစ်တပ်စစ်ကြောင်းတွေကနောင်ကျုံမြို့ကိုပဲဥတီထားတာနောင်ကျုံကိုမရမကပြန်တိုက်ဖို့လို့နောင်ကျုံမြို့မှာဒေသခံပြည်သူတအုံးကရှင်းပြပါရယ်ဇွန်လ16ရက်နေ့နောင်ကျုံမြို့နယ်အုံမတီနယ်ရှင်ပေါင်းတန်းကြီးရွာမှာစစ်ကောင်စီတပ်နဲ့တောင်းတက်မတော် TNL တို့ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီးအဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကလက်နက်ကြီး၉လုံးနဲ့ drone တွင်လည်းဘုံ26လုံးပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်လက်ပံကုန်းကြီးရွာမှာလည်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်ကလက်နက်ကြီး၃လုံးပြစ်ခတ်ခဲ့ကြောင်းစွန်လ25ရက်နေ့လက်ပံကုန်းကြီးရွာအုံမတိကြီးရွာနဲ့ရေမောင်းတန်းကြီးရွာတွေမှာတိုက်ပွဲဖြစ်ပွားနေခြင်းစစ်ကောင်စီတပ်ကလက်နက်ကြီး၉လုံးဒရုန်းနဲ့အစိမ်းငွေဘုံ38လုံးနဲ့ဘုံ35လုံးကိုလည်းပြစ်ခတ်ခဲ့ကြောင်းသိရပါတယ်။ နောင်ချူကပြင်ဦးလွင်နဲ့အနီးဆုံးဖြစ်တော့ပြင်ဦးလွင်ကိုချိန်ချောင်းနေတာကိုစစ်ကောင်းဆောင်ကလူလားပုံမရဘူး။နောင်ချူကိုလည်းတဲတဲမဲမဲပြန်တိုက်နေတာ တက်မြို့ပြည်ဦးလွင်ကိုချင်းချောင်မှာကြောက်လို့နောက်ချိုတောင်ခန်းကိုသာ TNL ကရရင်ပြည်ဦးလွင်မှာရှိတဲ့ DSC နဲ့ DSD အကြောင်းတွေအကုန်ရှင်းရမှာပဲနောက်ချိုကိုစစ်တပ်ကပြန်တိုက်နေတာကအနေမြေလိုချင်တာထက်ကုန်သိခါကိုကာကွယ်တဲ့သဘောလို့တုံးသက်လို့ရတယ်လို့စည်ရေးသတင်းရင်းမြစ်တွေကဆိုပါတယ်အကြံဖက်စစ်ကောင်စီကစွန်လတလလုံးကလေးအတွက်ယာယီပြစ်ခတ်ရဲစဲထားမယ်လို့ကြေညာထားတော်လဲနောက်ချိုမြို့ကိုတော့နေ့စဉ်နေ့တိုင်းထိုးစစ်ဆင်ပြီးပြစ်ခတ်တိုက်ခိုက်မှုတွေအကြီးအကျယ်လှုပ်ဆောင်နေက၎င်းကြေညာထားတဲ့အပြင်ရဲ့ကြေညာမှုတွေကိုကိုယ်တိုင်ပြန်လဲချိုးဖောက်နေတယ်လို့နောက်ချိုဒေသခံပြည် ည်သူတွေနဲ့ TNL ကထုတ်ပေါ်ပြောဆိုထားကြောင်းသတင်းမှာဖော်ပြပါရှိပါရင်ရှင်